ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Liverpool X5 Match Channel ကနေပြီးအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့အင်္ဂါနေ့ညဗုဒ္ဓဂုနေ့မနက်စောတနအိခွဲအချိန်မှာ Champions League Group Stage ရဲ့ဒုတိယမြောက်ပွဲစဉ်အဖြစ် Istanbul ရဲ့ငရဲလို့နာမည်ကြီးတဲ့ Galatasaray ရဲ့အိမ်ခွင်းမှာတွားရောက်ရှင်ပြရမှာပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီပထမဆုံးပြောချင်တာကတော့ဒီ Galatasaray ပိသက်တွေအားပေးမှုပဲပေါ့နော်သူတို့ရဲ့ဒီ Queen Twin ဖိအားပေးမှုတွေသူတို့ရဲ့ Queen Twin စုညံ့တဲ့နေရာဆိုရင် ကမ္ဘာမှာလုံးဝနာမည်ကြီးတဲ့ခမဒီတူရကီလီရဲ့ပိဋကတ်တွေဟာဆိုရင်တခြားသောလီရဲ့ပိဋကတ်တွေထက်ကိုအားပေးမှုပို့ပြီးတော့ပြင်းထန်တဲ့အာတချို့ပွဲတွေမှာဆိုရင်တကွင်းလုံးမီရှူမီပန်းနေနဲ့အဟုံးတောက်ထီအောင်အားပေးကြမ်းကြတဲ့အတင်းတွေပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီဂလာတာစရီရဲ့ကွင်းုံသွားတဲ့အခါမှာဂလာတာစရီရဲ့အိမ်ကွင်းပိဋကတ်တွေရဲ့အားပေးမှုတွေဖိအားပေးမှုတွေကိုလည်းအကောင်းဆုံးတိုင်တွယ်နိုင်မှုတော့လိုတယ်ပေါ့နော် အာကျွန်တော်တို့လက်ရှိခြေစွမ်းလေးတွေကိုသုံးသပ်ကြည့်ရမယ်ဆိုရင် Galatasaray နေနဲ့ပြည်တွင်ပြိုင်ပွဲ9ပွဲမှာ9ပွဲလုံးကိုအနိုင်ရရှိထားခဲ့တယ်ပေါ့နော်ဒါပေမဲ့သူတို့ပထမဦးဆုံး Champions League ပွဲစဉ်တက်မှာဆိုရင် Frankfurt ရဲ့အိမ်ကွင်းမှာသူတို့အရင်အနေနဲ့က9ဂိုးတကူးဆိုတဲ့ရလိုက်နဲ့ရှုံးခဲ့တယ်ပေါ့နော်ကျွန်တော် Liverpool တင်းရဲ့လက်တလော ခြေစွမ်းလေးတွေလည်းပြန်ပြီးသုံးသပ်ကြည့်ရမယ်ဆိုရင်ကျွန်တော် Liverpool တင်းအနေနဲ့က Premier League မှာဆိုရင်9ပွဲနိုင်တပွဲရှုံးတယ်ကျွန်တော် Champions League မှာဆိုရင်လည်း Atletico Madrid အတင်းကို 3929ဆိုတဲ့ရလန်းနဲ့အနိုင်ရရှိထားတယ်ပေါ့နော်အမ်ဒီပွဲစဉ်မှာကျွန်တော်တို့တစ်ခုသတိထားမယ်အချက်လေးကတော့ကျွန်တော်လီဗာပူးအသင်းအနေနဲ့ကဒီပွဲစဉ်ပြီးတာနဲ့ weekend မှာဆိုရင် Chelsea တင်းရဲ့ Stamford Bridge မှာတွားရောက်ရှင်ပြိုင်းမှာဖြစ်တယ်လို့ Galatasaray အနေနဲ့ကလည်းသူတို့ရဲ့ပြည်တွင်ပြိုင်ဘက် Basitat နဲ့ဒီ weekend မှာရှင်ပြိုင်းမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်နှစ်သင်းလုံးအနေနဲ့ဒီပွဲမှာအမှတ် လူနေသည့်တိုင်အောင်လို့ပေါ့နော်သူတို့တွေကစားအောက်ပဲခြံသွားမလားသူတို့ပြည်ရင်းပြိုင်ဘက်တွေနဲ့တွေ့မဲ့ weekend အတွက်တချို့ကစားသမားတွေကိုကစားအားတွေခြံပြီးဆော့သွားမလားဒီပွဲမှာပဲလုံးဝအားကုန်ပေးဆက်ပြီးဆော့သွားမလားဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ပြီးတော့ဒီ Galatasaray ဆိုရင်လည်းကျွန်တော်တို့ဥရောပချန်ပီယံလိပြိုင်ပွဲကြီးရှုနေကြတဲ့ပိတ်တက်တွေနေနေကရင်းနှီးပြီးသားဖြစ်တဲ့အသင်းလို့လဲဆိုရမယ်ပေါ့နော်အခုလက်ရှိ Galatasaray အသင်းမှာဆိုရင်လဲကျွန်တော်တို့ဒီ Victor Osimhen တို့ပြီးရင် Icardi တို့ ာနေတို့ဂန်ဒိုဂန်တို့လို့စတာပလေးယာတွေအများကြီးရှိတယ်ပေါ့နော်အဲကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့မိပြရဲ့အာနီစလုံးအနေနဲ့ဒီနေ့မှာကွဲထွက်နိုင်ရင်ရှိတဲ့လူစီရင်လေးကိုခန့်မှန်းမယ်ဆိုရင်တော့ကျွန်တော်တို့ဘူတမားနေရမှာအလစ်စင်ဘတ်ကာထက်ဆိုင်ဒီပွဲမမတက်ချ်ပီဒီကိုတုံးသိမ့်တယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အာရိုက်ဘက်မှာဆိုရင်တော့ဖရင်ဘောင်နဲ့ပဲပွဲထွက်လာမှာဖြစ်ပြီးတော့ကျွန်တော်တို့အလဲဆန်နာဘက်နှစ်ယောက်ဆိုရင်တော့ထုံးစံနိုင်မယ်ကျွန်တော်တို့မှာရွေးချယ်စရာလူကတိတ်မရှိတာဖြစ်တဲ့အတွက် န်ဒိုင်းနဲ့အီဘူးပဲပါလာမှာဖြစ်ပြီးတော့ left back မှာဆိုရင်တော့ rubo ပြန်ပြီးတော့သုံးလာနိုင်တယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ queen နဲ့သုံးရောက်တဲ့နေရာမှာဆိုရင်တော့ raven bat ရဲ့ super slime ရဲ့ fluvian vs ကိုအဲ့သုံးရောက်ကိုပဲသုံးနိုင်ကြများတယ်ပေါ့နော်မာကာကိုဒီပွဲစဉ်မှာတော့ပွဲထွက်လူစင်းရနေပြီးတော့မထည့်ပဲနဲ့အနာပေးရင်လည်းပေးလောက်တယ်ပေါ့နော်ကျွန်တော်တို့တိုက်စစ်သုံးရောက်နေရာမှာဆိုရင်တော့သုံးဆန်နိုင်မယ်ကျွန်တော်တို့ရဲ့ right wing မှာ sala left wing မှာကတော့ ကိုရီကပ်ပိုပြန်ပါလာနိုင်ခြင်းများပြီးတော့ကျွန်တော်တို့ဒီစန်တာဖော်ဝတ်နေရာမှာဆိုရင်တော့အီဂီတီဂီနေနဲ့ရှေ့ပွဲစဉ်ပဲနေနဲ့ပွဲစဉ်မှာသူ့အနေနဲ့ဆပ်စပန်ထိရတဲ့အတွက်ဒီနေ့ပွဲမှာတော့ပွဲထွက်လူစင်းကနေပါလာမယ်လို့တော့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ပဲနေနဲ့ပွဲမှာအီဆက်နေနဲ့ကမိနစ်တော်တော်များများကစားခဲ့ရတာဖြစ်တဲ့အတွက်ဒီကလာတာစရင်းရဲ့ပွဲစဉ်မှာအိဆက်ပါလာခဲ့တယ်ဆိုရင်တော့မှပွဲထွက်ကနေပါလာမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်သူ့အနေနဲ့လူသားလဲပြီးတော့ ဒီမိနစ်25မိနစ်30လောက်ပဲအဆုံးလောက်မှလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဒါအထူးသဖြင့်ကျွန်တော်တို့အာနီစလောအနေနဲ့ပြင်ဆင်ရမှာကဒီကာလာတာ3ရဲ့ကောင်းတာအထက်ကိယာဆိုရင်ကျွန်တော်တို့ရဲ့လက်တလော defend my arne နေတဲ့အချက်နဲ့သွားပြီးတော့ထပ်တူကြတယ်ခင်ဗျာကာလာတာ3ကကောင်းတာအထက်ကောင်းတယ်ကျွန်တော်တို့တွေကကောင်းတာအထက် defend လုပ်တဲ့နေရာမှာအနေငယ်လေးလိုအပ်ချက်လေးတွေရှိတယ်ပေါ့နော်ဒီအချက်လက်လေးတွေကိုတာအာနီစလောအနေနဲ့ ကောင်းမွန်ဆုံးပြင်ဆင်နိုင်ခဲ့မယ်ဆိုရင်ဒီပွဲစဉ်မှာလည်းကျွန်တော်တို့ရမှတ်သုံးမှတ်အပြည့်အဝရယူနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဒီ Galata 3ရဲ့ကစားပွဲအောင်ဆိုရင်ပြည်ရင်းမှာဒါအာခုနှစ်ပွဲလုံးနိုင်လာတယ်ဆိုပေမဲ့လည်းဖမီလီမှာဆိုရင် Frankfurt ကိုပထမဆုံးပွဲစဉ်မှာ၅ဂိုးတကုတ်ဆိုးလို့ရလိုက်နဲ့ရှုံးနေခဲ့တဲ့အတွက်သူတို့ရဲ့ခြေရလည်းပြောမယ်ဆိုရင်တည်ငြိမ်မှုမရှိလို့ဆိုရမယ်ပေါ့နော်ကောင်းတဲ့ပွဲတွေဆိုကောင်းပြီးတော့ညံ့တဲ့ပွဲတွေဆိုညံ့နေတယ်လို့ဆိုရမယ်ပေါ့အဓိကက ကာလာတာစရီကလည်း star player တွေနဲ့စုစည်းကြတဲ့အတင်းဖြစ်တဲ့အတွက်အတင်းရဲ့ဟန်ချက်ကိုတော့အနည်းနဲ့အများတော့ထိခိုက်နေတာမျိုးလေးတွေရှိရပါတော့။အားကြောင့်ကျွန်တော်တို့လက်ရှိခြေစွမ်းနေရဲ့ဒီ player တွေရဲ့ quality တွေရဲ့အားလုံးကိုအလုံးချုပ်ငုံတုံးသက်ပြီးတော့စဉ်းစားကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော် Liverpool အတင်းအနေနဲ့ကတော့ဒီပွဲစဉ်မှာတော့ဟိုရှေ့ပွဲတွေကလိုမျိုးပဲပေါ့နော်။ဟိုပွဲစဉ်အချိန်ပြည့်မိနစ်90လောက်လွှမ်းမိုးပြီးမစောသည့် တိုင်အောင်ဟိုကျွန်တော်တို့အခွင့်အရေးရလာရလာတဲ့အခိုက်အတန့်တိုင်းမှာဂိုးအဖြစ်အသုံးချနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်ဒီပွဲစဉ်ကလည်းကြမ်းမှတ်သုံးမှတ်ကိုချန်ပီယံလိမှာစောစောစီးစီးရယူနိုင်မယ်အနေထားဖြစ်တယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့အဆုံးသတ်အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့အစ္စတန်ဘူးရဲ့ငရေကနေပြီးတော့အမှတ်ပြရယူနိုင်မလားဒါမှမဟုတ်ရင်ကျွန်တော်တို့သူတို့ပရိတ်သတ်တွေရဲ့ဖိအားတွေသူတို့ကစားသမားတွေရဲ့ဖိအားတွေအောက်မှာရအမှတ်တွေဆုံးရှုံးသွားမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲ ညီကိုတို့ရောဒီပွဲရလက်ဘလို့ရလက်ထွက်ပေါ်လာရမယ်ထင်ရလဲကျွန်တော်လီဗာပူးကရောဒီစိန်ခုံမှုကိုထပ်ပြီးတော့ကြော်ဖြန့်နိုင်အောင်မလားဆိုတာကိုအမြင်လေးတွေကိုပုံမှန်မှဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ကျွန်တော်တို့ပွဲပြီးသုံးသပ်ချက်ဗီဒီယိုနဲ့အတူတူအားလုံးနဲ့အတူတူပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ